ဘာမတယ်လီဗီရှင်ပရိသတ်များမင်္ဂလာပါရှင်။ကျမတို့ channel မှာထိတ်တန်းရမြန်မာသတင်းတွေကိုတင်ဆက်ပေးနေတာမူ channel လေးကိုလည်း like subscribe ပြုလုပ်ပေးထားပါရှင်။ပိုင်းတုံမြို့နယ်တွေကပူလူတူတက်စကန်ကို KNL လေးတင်ယူစစ်ကောင်စီတပ်ဖွဲ့ဝင်အချို့ထိုင်းဘက်ထွက်ပြေးဆွဲသတင်းကိုတင်ဆက်ပေးမှာဖြစ်ပါသေးတယ်။ ကရင်ပြည်နယ်လှိုင်ပွဲမြို့နယ်ပိုင်ကြုံမြို့မှာရှိတဲ့စစ်ကောင်စီပုလူတို့စကန်ကုန်ကရင်မြို့သားလူမျိုးရေးတပ်မတော် KNL လေးကတိုက်ခိုက်သိမ်းယူခြင်းစစ်ကောင်စီတပ်ဖွဲ့ဝင်အချို့ထိုင်းဘက်ကိုထွက်ပြေးလာတယ်လို့ထိုင်းသတင်းဌာနကဖော်ပြထားပါတယ်ကရင်မျိုးသားစီယုံ KNU တပ်မဟာခွန်နေမြေထဲမှာရှိတဲ့စစ်ကောင်စီပုလူတို့စကန်ကုန် KNL လေးပူပေါင်းတပ်တွေကတင်ယူနိုင်ခဲ့ပြီးတင်စီရရှိခဲ့တဲ့တနေ့ခရရန်အချို့ကိုလည်းလူမှုကွန်ရက်မှာဖော်ပြထားပါတယ် ပူလူဒူစကန်သိန်းစီရရှိမှုအခြေအနေနဲ့ပတ်သက်ပြီး KNU ပြောရေးဆိုခွင့်ရှိသူပရိုဆော်တော်နီကိုဆက်တွေ့မေးမြန်းထားဆဲဖြစ်ပါတယ်။ထိုင်းနယ်စပ်နယ်ကလေးရှိတဲ့ပူလူဒူစကန်သိန်းတိုက်ပွဲကို KNLL ပူးပေါင်းတပ်တွေကတလာနီဘာကြားတိုက်ခိုက်ခဲ့ပြီးနောက်မင်းညာပိုင်းမှာပုံမတိုက်ပွဲပြင်းထန်ခဲ့ကဒီကနေ့မနက်ပိုင်းမှာ KNL လေးကအပိသက်သိမ်းပိုင်နိုင်ခဲ့တာလည်းဖြစ်ပါတယ်။ စကန်နေတိုင်ပွဲအတွင်းစက်ကောင်စီတပ်ဖွဲ့ဝင်အစိုးထိုင်းဘက်ကျန်းကိုထွက်ပြေးဝင်ရောက်လာချိန်လူသားချင်းစာနာထောက်ထားမှုအရာ ထိုင်းစစ်တပ်ကကူညီပေးခဲ့တယ်လို့လည်းဖော်ပြထားပါတယ်။စကန်ဆုံးကထွက်ပြေးပြီးထိုင်းဘက်ကျန်းကို ဝင်ရောက်လာတဲ့စက်ကောင်စီတပ်ဖွဲ့ဝင်၁၂ဦးရှိတယ်လို့ဒေသတွင်းသတင်းဌာနတွေကဖော်ပြထားပြီးမြေတိစားတီပြုနိုင်ကြတော့မရှိပါဘူးရှင်။ဆလပင်း ရေမျိုးစက်ကောင်စင်ဤခလာရစကုံးမှာတက်ကြကြီးဇူလိုင်းတရပါဝင်တနာချောင်းဦးလက်နက်ခဲရများနဲ့အတူရေပလူတပ်ဖွဲ့ထံမှအလင်းဝင်ဆွဲတရင်ကိုတင်ဆက်ပေးမှာဖြစ်ပါသည်။မွန်ပြည်နယ်ရေမျိုးစင်အကြမ်းမဲ့စစ်တပ်ဤခလာရစကုံးမှာတာဝန်ထမ်းဆောင်နေသည့်တက်ကြကြီးတအူရပါဝင်တနာစုစုပေါင်း6ဦးသည်ရေပလူတရင်ထံမှလက်နက်ခဲရများနဲ့အတူအလင်းဝင်ရောက်လာကြောင်းရေပလူအဖွဲ့ကဆောင်ကပြောကြားပါသည်။ဇနီမလာ14ရက်နေ့ခလာရစကုံးမှာ တက်ချက်ကြည်စုလိုင်းထင် MA3 တနက်တလက်ကြီပါနှစ်ပေါင်းကြီ60နဲ့အတူလာရအလင်းဝင်ခဲ့ခြင်းဖြစ်ပြီးတက်ချက်ကြည်စုလိုင်းထင်ကိုငွေကျပ်သိန်း30ချင်းမြင့်ပေးခဲ့ကြောင်းရေဘလူးတပ်ဖွဲ့ထံမှသိရှိရပါတယ်။ အလင်းဝင်ကျင်တဲ့လူတွေစီရင်တော့ကျွန်တော်တို့ကိုတိုက်ရိုက်ဆက်တွယ်လို့ရတယ်။ကျွန်တော်တို့ပြုတဲ့ Facebook အကောင့်ကနေဆက်တွယ်လို့ရတယ်။အလင်းဝင်တဲ့လူတွေအကုန်လုံးကစစ်မှုထမ်းဆောင်တဲ့လူတွေမဟုတ်ဘူး။တခြားတပ်သားတွေကြတော့ပြန်မဲ့လူတွေလည်းပြန်မင်းနောက်ပြီးတော့အခြေအနေကိုကြည့်ပြီးတော့တခြားကဏ္ဍပတ်ချံဆောင်ရွက်မဲ့လူတွေစီရင်လဲဆောင်ရွက်သွားမှာပေါ့။အတိအကျတော့မမြင်မြင်ရသေးဘူးသူတို့ရဲ့ဆန္ဒအတိုင်းဆောင်ရွက်ပေးသွားမယ်လို့ဂျေဘလူးအဖွဲ့ကဆောင်းကပြောကြပါတယ်ဂျေဘလူးတပ်ဖွဲ့ထံသူအလင်းဝင်ရောက်ခဲ့သူများမှာတက်ချက်ကြီးဆိုလိုက်တဲ့တတ်သားစော်ပြေဟင်းတတ်သားဝီရန်ထွန်း ်တပ်သားခွန်အေးနိုင်စုံတပ်သားကျော်တပ်ဦးတပ်သားဝင်းမင်းပိုင်တို့ဖြစ်ကြောင်းသိရှိရပါသည်မွန်ပြည်နယ်ထဲမှာတာဝန်ထမ်းဆောင်နေတဲ့ရဲနဲ့စစ်သားများလာရောက်ပူပေါင်းရန်ဖိတ်ခေါ်ကြောင်းရေးဘလူးအဖွဲ့ကပြောဆိုပါတယ်ရှင်။ဆက်လက်ပြီးတနိုင်ငံလုံးချင်းဆက်ပြီးစစ်ကောင်စီအားတိုက်ခိုက်မှုမှာစစ်အောင်နိုင်ရေးအခရာကြတယ်လို့ CNDF ပြောဆိုသတင်းကိုတင်ဆက်ပေးမှာဖြစ်ပါတယ်။အနာဒီစစ်ကောင်စီအားတွန်းလန်းတိုက်ခိုက်ရမှာတနိုင်ငံလုံးချင်းဆက်တိုက်ပွဲဝင်ရန်လိုအပ်ကြောင်းချင်းမျိုးသားတပ်ဦး CNDF ပြောရေးဆိုခွင့်ရှိသူစလိုင်းထန်နီကပြောကြားပါတယ်။ အမျိုးသားညီညွတ်ရေးအစိုးရကာကွယ်ရေးဝန်ကြီးဌာနကဆရနာတိမ်မှုအဆုံးသတ်နိုင်ရအတွက်အထွေထွေထိုးစစ်ကြေးတရဖော်ဆောင်မည်ဖြစ်ကြောင်းအတိပေးပြောကြားခဲ့မှုနှင့်ပတ်သက်ပြီး CNFE ပူးပေါင်းဆောင်ရွက်မိအခြေအနေကိုမေးမြန်းရန်ဆလိုင်းထက်နီကယခုကဲ့သို့ပြောကြားခြင်းဖြစ်ပါသည်။ CNF အနေဖြင့်အမျိုးသားညီညွတ်ရေးအစိုးရနှင့်တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များပါဝင်စုဖွဲ့ထားသည့်ဗဟုကုကဲရင်းနှင့်ပေါင်းဆက်ညီနာရေးကော်မတီစီတရီစီမာပါဝင်ကစီရေးပိုင်းပူးပေါင်းဆောင်ရွက်နေကြောင်းဆလိုင်းထက်နီကပြောပါသည်။ အထွေထွေထိုးစစ်ဖော်ဆောင်ရာမှာတနိုင်ငံလုံးစီတော်လှန်ရေးတပ်ဖွဲ့များချိတ်ဆက်ပြီးစစ်ကောင်စီကိုတိုက်ခိုက်ရန်လိုအပ်မှုအခြေအနေကိုမေးမြန်းရန်ဆလိုင်းထက်နေကစစ်အနိုင်ရေးမှာအေရာအခခရာပေါ်အာနေချက်တစ်ခုကတော့အဖွဲ့အစည်းတိုင်းရင်စည်ရေးပြင်ဆင်မှုအစဉ်နှင်းဖြစ်မှုမှာမတူညီကြတာပါပဲလို့ပြောပါတယ် CNF အဝင်ဒီချင်းပြေကောင်စီတပ်ပေါင်းစုတီစစ်ကောင်စီတပ်များတိုက်ခိုက်သိမ်းပိုက်ထားတယ်လို့ချင်းပြေနယ်စီမြို့ခုနှစ်မြို့ကိုလည်းသိမ်းပိုက်ထိန်းချုပ်ထားပါတယ်။ အမျိုးသားညွညွရဲ့အစိုးရကာကွယ်ရေးဝန်ကြီးဌာနဥယျာဉ်မွန်ကမလစီရဲနေ့ NUG ထင်းချုံနေမြေတနေရာမှာပြုလုပ်သည့် PDF တမှုတင်နေစင်မွေပြပို့သည့်တဝင်လာမှာဆရာနာစင်ခုခံတော်လှန်မှုအစင်လိုက်ဖော်ဆောင်ခဲ့မှုကိုအတည်ပြုခဲ့ပါသည် ပထမအဆင့်မှာတက်တိစာပေးတနိုင်ကလုံးအတန်းအတန်းစီရေလုံစားနိုင်အောင်ကြိုးပမ်းခဲ့ပြီးဒုတိယအဆင့်မှာလူရင်းရဆူစည်းမှုမဟာပြူဟာထိုးစစ်စင်ရင်မျိုးသိစကန်နေတိုက်ပွဲအတွေ့အကြုံများရှားယူနိုင်ခဲ့ပြီးဖြစ်၍တတိယအဆင့်မှာစစ်မျက်နှာအလိုင်းအင်အားထောင်တောင်းချီဖြင့်အထွေထွေထိုးစစ်ကိုတနိုင်ကလုံးအတန်းအတန်းဆင်နွှဲကြရမည်ဖြစ်တယ်လို့ဝန်ကြီးကအတည်ပြုခဲ့ပါတယ်ကရင်မျိုးသားကာကွယ်ရေးတပ် KNDN ဒုစစ်ဦးစီးကျောင်းမာဝီကလည်းတနိုင်ကလုံးလွတ်မြောက်ရေးမဖြစ်မနေလိုအပ်၍တနိုင်ကလုံးစီတော်လရင်အင်အားစုများအားလုံးခြေဆက်တိုက်ပွဲဝင်သည့်ခြေလမ်းကိုဆီဆက်လှုပ်ဆောင်ရန်တိုက်တွန်းထားပါသည်ပကောတန်းကေတာရှိချေဆိုင်တော်ဝင်လျက်စစ်စစ်ကြောင်းပြောရေးဆိုခွင့်ရှိသူရဲဘော်အီဘဲကစစ်တပ်အာဏာသိမ်းမှုလေးနှစ်ကျော်ကာလတုန်းရောက်ရှိနေပြီဖြစ်၍ဆက်အာဏာရှင်အမြင့်ပြတ်ကြဆုံးအောင်တိုက်ခိုက်ရန်လိုအပ်လာပြီဖြစ်ကြောင်းပြောပါတယ်။ လေးနှစ်ပြည့်များလို့ငါးနှစ်တာပမာဏဖြစ်လာတဲ့ကျွန်တော်တို့ကိုယ်တိုင်ရောကျွန်တော်တို့ကိုထောက်ပံ့ကူညီနေရတဲ့ပြည်သူတွေရောတနိုင်ကလုံးကပြည်သူတရားရှင်းစီတိုင်းအရာစီတိုင်းအရန်ကိုပင်ပန်းခက်ခဲကြမ်းတမ်းလာပြီးဖြစ်ပါတယ်။ဒါကြောင့်မို့လို့အချိန်ကြာလာတာနဲ့အများခက်ခဲပင်ပန်းလာကြတော့မှဖြစ်တဲ့အတွက်တက်နိုင်ရင်တက်နိုင်တဲ့များမြန်မြန်ဆန်ဆန်ထိုးစစ်တော်လန့်စစ်တွေကိုဆွန့်ဆွန့်တမန်ညီနောင်တိုင်းနာလက်နက်ကင်တွေနဲ့ပူပေါင်းပြီးတော့အမျက်စောကောင်တဲ့ပေါ်ဆောင်ရွက်တက်မာတယ်လို့ဇဲဘော်အီဘဲကပြောပါတယ်ရှင်။ဆလပင် ရှိစကြိုတာကားရွာမှာစတက်ခအသက်65နှစ်အရွယ်ဦးချက်မောင်ကိုကောင်းဖြတ်တက်ပြီးငုတ်တိုင်မှာဦးချက်မောင်ဤကောင်းကိုစိုက်ထုတ်ခြင်းစတက်ရဲ့တက်ဖြတ်မှုခံရသူပြည်သူ18ဦးတရှိလာစွာသတင်းကိုတင်ဆက်ပေးမှာဖြစ်ပါသည်။မကွေတိုင်းရေစကြိုမြို့နယ်တာကောင်းရွာမှာအကြမ်းမဲ့စတက်ကပြည်သူတအူးကိုကောင်းဖြတ်တက်ပြီးခေါင်းကိုငုတ်တိုင်မှာစိုက်ခဲ့ကပြည်သူ6ဦးဤကျော်အလောင်းများထပ်မံတွေ့ရှိရတာကြောင့်စတက်ရဲ့တက်ဖြတ်ခံရမှုပြည်သူ18ဦးတရှိလာကြောင်းရေစကြိုအဖွဲ့မှတာဝန်ရှိသူကပြောကြားပါသည်။ မလန်ခွန်ရနေမှာစနေရက်အထိရေစကြိုမျိုးနဲ့တာကောင်ရွာချင်းရွာကိုအကြမ်းမဲ့စစ်တပ်ကဆက်ကြောင်းထုတ်ဝင်ရောက်စိန်နေခဲ့ကြောင်းစစ်ကြောင်းထွက်ခွာသွားပြီးနောက်ပြည်သူများကချင်းရွာအတွင်ပြန်လည်ဝင်ရောက်ချိန်မှာအကြမ်းမဲ့စစ်ကောင်စီတပ်သားများနှိမ့်ဆန့်မိရှုတပ်ဖြတ်ခဲ့သည့်ပြည်သူ၁၈ဦးကျော်အလောင်းများကိုတပ်ဖြည့်ဖြည့်တွေ့ရှိလာရကြောင်းသိရှိရပါသည် အကြမ်းမဲ့ဆက်ကောင်စီတပ်သားများသည့်တာကောင်လေးရွာမှာအသက်65နှစ်အရွယ်ဦးကျဲမောင်ကိုကောင်းဖြတ်တပ်ပြီးမိဆိုထားသောဦးကောင်ကိုငုတ်တိုင်တစ်ခုပေါ်မှာတင်ထားခဲ့ကြောင်းတာကောင်ရွာမှာအသက်42နှစ်အရွယ်ဦးတန်းမင်းလိုင်ကိုနှိပ်စက်တပ်ဖြတ်ပြီးဇေဝလောင်ကို မြေမြုပ်ခဲ့ကြောင်းသိရှိရပါသည် ဒါအပြင်စစ်ကြောင်းကျွာအတွင်ဝင်ရောက်လာစဉ်တင်းဆောင်နိုင်ခြင်းမရှိဘဲနေအိမ်မှာကြာရင်နေခဲ့သည့်တာကောင်ရွာမှာအသက်62နှစ်အရွယ်ဦးအောင်နှင့်အသက်80အရွယ်တော်ဆောင်ဝေတို့ကိုလည်းမိဆိုတပ်ဖြတ်ခဲ့ကြောင်းအကြမ်းမဲ့စစ်ကောင်စီတပ်သားများဖမ်းဆီးလာသည့်အမည်မသိပြည်သူ၂ဦး၏ကြောအလောင်းများကိုလည်းတွေ့ရှိခဲ့ကြောင်းသိရှိရပါသည်။ လောလောဆယ်ကျော်အလောင်းသွေးပြီးအတိပြုနိုင်တာ15ဦးရှိပါတယ်။နှစ်ဦးကတော့ဘဲသူဘဲဝါဆိုတာအတိမပြုနိုင်နေဘူး။စွစွပေါင်းတက်ပြက်ခံရသူ18ဦးထိရှိသွားပါပြီ။စက်ကောင်စီတပ်သားတွေရဲ့လုံရက်ကိုပြောစရာစကားလုံးစာမသွေးတော့ဘူး။ရောက်မှရက်ဆက်လွန်ပါတယ်။လူစိတ်ကိုပြောင်းနေကြတာရွာသူရွာသားတွေကလေးငယ်လေးတွေကုရမဲကြရမဲဖြစ်ပြီးတုံလုံးချောင်ချာနေကြတာမမြင်ရဆရာပါပဲလို့ရေစကြောတာရှင် info community အဖွဲ့မှာတာဝန်ရှိသူကပြောကြားပါတယ် အကြမ်းမဆက်ကောင်စီတပ်သားများသည့်တာကောင်ရွာမှတက်ဆွဲနေထိုင်စဉ်နေအတွင်းစီပြည်သူပိုင်းဆွေငွေအပါဝင်တံမိုးကြီးပစ္စည်းများကိုလည်းငွေနာယူဆောင်သွားပြီးအိမ်မွေးတလေးဆံများကိုလည်းတက်ဖြတ်ချက်ပြုံးစားတော့သွားကြောင်းဒါအပြင်အစာရေစာငပ်ပြတ်၍ခိုင်းနှွားအများအပြားသိဆုံးခဲ့ရကြောင်းသိရှိရပါသည်ရှင်။ကျမရဲ့တဲ့တင်နဲ့ဆက်မှုကိုဒီမှရင်ဇနာကျမရင်ဆွေလန်းချမ်းမြေကြပါစေရှင်။